အားလုံးမင်္ဂလာပါဒီနေ့ကျမရဲ့စကားလေးတခွန်းဆိုတဲ့အကြောင်းအရာလေးတွေအနေနဲ့အစပြုပြီးတော့မှစကားပေါင်းမြောက်များစွာကို7မိနစ်လောက်ကျွန်မပြောချင်ပါတယ်အားလုံးမင်္ဂလာညချမ်းလေးဖြစ်ပါစေလို့ကျမဒီကနေပြီးတော့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျမပြောချင်တဲ့အကြောင်းအရာလေးကတော့ဘာလဲဆိုရင်ဖယားသခင်ရဲ့ဖယားသခင်ရဲ့မြစ်တာနဲ့ဖယားသခင်ရဲ့အမျက်တော်နဲ့နှစ်ခုကြောင့်ကျွန်မ ီနေ့နည်းနည်းလောက်ရှင်းပြခြင်းပဲပေါ့နော်ဖယားသခင်ရဲ့မြစ်တာအကြောင်းကိုပြောပြီးရင်ဖယားသခင်ရဲ့အမျက်တော်အကြောင်းကိုပြောမယ်ဒါဆိုရင်ဖယားသခင်လို့ပြောလိုက်တဲ့အခါမှာလူသားအလုံးနဲ့သက်ဆိုင်တယ်နော်ဆိုတော့ဒီမှာအဲ့ဖယားသခင်လို့ပြောတဲ့အခါမှာတာဝရအရာတွေနဲ့သက်ဆိုင်ပြီးလောကီတစ်ခုလုံးကိုဖန်ဆင်းထားတဲ့ဘုရားသခင်ရဲ့အကြောင်းကိုကျွန်မကပြောမှဖြစ်ပါတယ် အဲ့ကြောင့်ဘုရားသခင်အဲ့လောကကြီးတစ်ခုလုံးကိုဖန်ဆင်းတဲ့ဘုရားသခင်မှာသူ့မှာအကြံစီတွေရှိတယ်။ဘာကြောင့်လဲဆိုတော့လောကသားမှာလောကသားဖြစ်နေတဲ့ကျမတို့ကိုသူကဖန်ဆင်းတာလို့ဖြစ်နေ။ဘာကြောင့်လဲဆိုရင် तू ကကျမတို့ကိုသူကအလေးထားတယ်။ကျမတို့ကို तू ကစောင့်ကြည့်တယ်။အဲ့ဘုရားသခင်ဖြစ်တယ်ပေါ့နော်။ အဲ့တော့ကျွန်တော်ပြောပြမယ်ဒီနေ့လူတိုင်းကိုတိဖျောက်တိတိမတိတိအားလုံးကိုဘုရားသခင်စောင့်ကြည့်နေတယ်အားလုံးကိုဘုရားသခင်ကြည့်နေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်မဒီနေ့ပြောချင်တယ်ဘုရားသခင်မေတ္တာဆိုတော့တော့ကျွန်မကဒီနေ့စံစာတွေပါတယ်အဲ့ဒီလူမျိုးတွေအရင်ဖက်ပြပြီးတော့ပြောတော့မှာမဟုတ်ဘူးဘုရားသခင်မေတ္တာဆိုဘုရားသခင်မေတ္တာတဲ့ဘုရားသခင်ကတဲ့ချစ်ချင်းမေတ္တာဖြစ်တယ်တဲ့စံစာတွေမှာပြောထားတယ် เนาะကျွန်မဒီနေ့ပြောခြင်းတဲ့အကြောင်းအရာလေးတွေကဘယ်သူတွေကိုပြောခြင်းလဲဆိုတော့ကိုဟိုဒီနေ့စပြီးတော့မှအယုံဆုံးရှင်းပြမယ်ကျွန်မပြောခြင်းတဲ့သူတွေကတော့အဲမယုံကြည်သူတွေလည်းဖြစ်ခြင်းဖြစ်မဲ့ယုံကြည်သူတွေလည်းဖြစ်ရင် ဖြစ်မယ်နောက်တစ်ခုကကြတော့အခုမှယုံကြည်လာတဲ့သူတွေအခုမှဖယားကိုလစ်လာနေတဲ့သူတွေအတွက်ကျွန်မကအဓိကပြောခြင်းတာဖြစ်တယ်ဒါကြောင့်မလို့အခုမှလစ်လာနေတဲ့သူတွေကစမ်းစာရင်းနဲ့ဟာနံပါတ်ဘလောက်ဘလောက်လို့ပြောရင်သူတို့တွေနားလည်မှာလည်းမဟုတ်ဘူးလေကျွန်မလည်းအရင်တော့ဘာမှနားမလဲခဲ့ဘူးဒါပေမဲ့ကျွန်မနားလည်ခဲ့သည့်ပုံစံအတိုင်းကို ဒီနေ့ဒီຢာလေးကလေကျမနည်းနည်းပါးပါးရှင်းပြมาဖြစ်တယ်ကျမလည်းရမ်းတော်လို့မဟုတ်ပါဘူးရမ်းတက်လို့မဟုတ်ပါဘူးထို့ဘုရားသခင်ကြောင့်ပဲကျမဒီစကားကိုပြောมาဖြစ်ပါတယ်เนาะအဲ့ဒီယေရှုဆိုတဲ့ဘုရားအဲ့ဒီထာဝရဘုရားเนาะသားတော်ဘုရားခမဲတော်ဘုရားတန်ရှင်းတော်ဝိညာဉ်တော်ဘုရားသုံးပါးတစုသောဘုရားရဲ့အကြောင်းကျမပြောပြมาဖြစ်ပါတယ်ဆိုတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့เนาะအကြောင်းအရာတွေအများကြီးကိုဒီမှာရှိရမင်းမိတ်ဆွေတွေကနားထောင်ရင်နားထောင်ရင်လည်းသိစသာသိလာมาဖြစ်တယ်အဲ့ဆိုကျမဒီနေ့ပြောပြချင်တာဘုရားသခင်က ်ချစ်ချင်းမြတ်တာဖြစ်တယ်တဲ့ဘုရားခင်ချစ်ချင်းမြတ်တာပါဘာလဲဆိုရင်ဘုရားသခင်ကမြတ်တာရှိတဲ့ဘုရားဖြစ်တယ်တဲ့စိတ်ရှိတဲ့ဘုရားဖြစ်တယ်ကျေးဇူးပြုတဲ့ဘုရားဖြစ်တယ်တဲ့နော်အဲ့ကြောင့်မို့ဘုရားသခင်ကကျမတို့အတွက်စိတ်ရှိတယ်နော်ဘုရားသခင်ကကျမတို့အတွက်မြတ်တာထားတယ်ဆိုတာကလုံးဝစံစာထဲမှာအတိအကျပဲဒါကလုံးဝငင်းလို့မရတဲ့ကမ္ဘာလောကကြီးတစ်ခုလုံးမှာ တည်နေတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်။ဒါဆိုရင်ဖခင်တကယ်ချစ်ချင်းမြတ်တာဖြစ်တဲ့ဆိုကျွန်တော်တို့အတွက်ဘာတွေကိုချစ်ပေးတာလဲ။ဟုတ်တယ်။အဲ့ဒီအရာလေးကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်။ကျွန်တော်တို့အတွက်ဘာတွေကိုချစ်ပေးတာလဲဆိုကျွန်တော်တို့အတွက်လေဖခင်တကယ်ဘာတွေလုပ်ပေးလဲသိလား။ကျွန်တော်တို့လုံလုံမရတဲ့အပိုင်းတွေကိုအားလုံးကိုသူလုပ်ပေးထားတာဖြစ်တယ်။ကျမတို့လောကမှာလူရည်လို့ဖြစ်လာရင်လုံလုံမရတဲ့အခန်းကဏ္ဍတွေအများကြီးရှိတယ်။သင်စူးစားပြီးလုံလုံမရတဲ့အရာတွေအများကြီးရှိတယ်။အဲ့ဒီကြောင့်မအဲ့ဒီစူးစားပြီးလုံလုံမရတဲ့အရာတွေအားလုံးကိုလုတ်ပေးတာကဘုရားသခင်ဖြစ်တယ် ဲကြောင့်မို့ကျမတို့ကဘဲဟိုတော့ကျမတို့ကလူတွေကလည်းကျမတို့ agency တိုင်းကျမတို့လုံဆောင်မှုတွေအတိုင်းကျမတို့ကလူထင်တဲ့အတိုင်းမှန်သောလက္ခဏာရှိပေမဲ့အဆုံးကတည်ခြင်းကိုပို့တယ်လန်ဒလန်ရှိတယ်တည်တဲ့နေရာတည်သွားရင်ငါတို့ကတော့ပြီးသွားပါပြီဆိုတဲ့နေရာမှာပဲအဆုံးသက်ပြီးတော့မှကျမတို့တည်သွားရင်ကျမတို့ဝိညာဉ်လေးရတော့တနာပါတယ်ဘဲဟိုရောက်သွားလဲဆိုတော့တည်သွားရင်ကျမတို့ပြုတဲ့အာကုသူတရားရင်လည်းပဲကျမတို့ဘဲဟိုသွားရလဲငရေဟိုပဲသွားရတယ်ဒါကိုဘုရားကကောင်းကောင်းသိတယ် ကျမတို့ကိုအရန်ချလို့ဒီအဲ့ဒီကြောင့်ကျမတို့ကိုငရေကိုလုံးဝမသွားစေချင်ဘူးအဲ့ဒီအရာကိုမိတ်ဆွေသိရလားအဲ့ကြောင့်ဒီနေ့အဲ့ဒီအရာကိုပြောပြချင်တာဖြစ်တယ်မိတ်ဆွေတင့်ကိုဖရားတကယ်ငရေလုံးဝမသွားစေချင်ဘူးတင့်ကိုဖန်ဆင်းတဲ့ဖရားကတင့်ကိုငရေလုံးဝမသွားစေချင်တာအဓိကပဲအဲ့ကြောင့်မို့သူကဘသူ့ကိုပေးလိုက်လေဆိုတော့ငရေကိုမသွားချင်တဲ့အတွက်ကျမတို့အတွက်သူ့မှာရှိတဲ့တပါးတည်းသောသားတော်ဆိုရယေရှု ဆိုတဲ့တားတော်ကိုကျွန်မတို့အတွက်ပေးတယ်အဲကြောင့်အဲ့ဒီအရာလေးတော့ကျွန်မစမ်းစာလေးဖတ်ပြခြင်းပဲဘာလဲဆိုရင်ငါတို့သည်တဲ့အပြစ်ရှိစေမင်းနဲ့ခရစ်တော်သည်တဲ့ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဖျားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုတဲ့ငါတို့သည်ထင်ရှားစွာပြတော်မူငါတို့အားထင်ရှားစွာပြတော်မူယောမအခန်းကြီး9ဒါဆိုသင် တေးအဲ့ဒါတိတ်နားလဲမှာမဟုတ်ဒါနဲ့ကျွန်မနည်းနည်းရှင်းပြဖယားခင်ကဘာလို့ကျွန်မတို့ချက်လဲဆိုရင်သူ့သားကိုသွားပြီးတော့မှလောကမှာရှိတဲ့လူတွေအတွက်သွားအသီးခံတဲ့မတရားအောင်တော့ဖယားသခင်ကတကယ်တော့ကျွန်မတို့အရန်ချက်လို့သူပြောတယ်စမ်းစားတယ်မှာကျွန်မတို့အရန်ချက်လို့သူ့နိုင်ရှိတဲ့တပါးတီသောသားတော်ကိုပေးပြီးတော့မှအသီးခံခိုင်းမလိုက်လေလေဒါဆိုရင်ဟာဖယားခင်ဖယားခင်ကမတရားအောင်တော့သားတော်အတွက်ဒါမှမဟုတ်အဲ့သားတော်ကလေကျွန်မတို့ကိုအရန်ချက်တယ်သူ့ရဲ့အသွေးအသက်ပေးတဲ့တောင်ကျွန်မတို့ကိုချက်တယ် သားတော်ဖြစ်တယ်အဲ့ဒါကြောင့်မို့ဒီနေ့ဖခင်ရဲ့မေတ္တာကိုနားလေလာလီလီဒါပေမဲ့သင်ကတော့နားလေအောင်မမဟုတ်ဘူးကျမလည်းစပြီးယုံကြည်ကစားရဆိုဘာတွေပြောနေရလဲဖခင်ကငါ့ကိုချစ်တယ်ဆိုဘယ်ဖခင်လဲဘသူလဲဘာလဲကျမဆိုရင်လည်းမိကုံးအောင်မြောင်များစွာနဲ့ရှုပ်ထွေးခဲ့တယ်သီလားဒါမဲ့ကျမပြောမယ်ဒီနေ့သင်ကိုဖခင်ချစ်တယ်ဆိုတော့ကိုမိကုံးအောင်မြောင်များစွာနဲ့သင်ရှုပ်ထွေးခြင်းရှုပ်ထွေးနေမယ်ဒါမဲ့အဲ့ဒီအရာကသင်ရဲ့ ဝိညာဉ်ရေးရဆိုင်တဲ့သင်ရဲ့တက်မလွန်အရေးဆိုင်တဲ့သင်ရဲ့အတွင်းထဲမှာရှိတဲ့ဝိညာဉ်နဲ့ဆိုင်တဲ့အရာတွေအားလုံးကိုဖခင်ကသင်အတွက်လုပ်ပေးပြီးပြီဆိုတော့သင်ကိုဒီနေ့သင်စဉ်းစားရမယ့်အချိန်ဖြစ်တယ်။သင်တွေးကြည့်ရမယ့်အချိန်ဖြစ်တယ်။ဒီနေ့ဒီစကားလေးတစ်ခွန်းနဲ့သင်မရက်သွားပါနဲ့။သင်ကိုသိချစ်တဲ့ဖခင်ရှိတယ်နော်။အိုးဖခင်ငါ့ကိုချစ်တယ်။အေးအေးအေးဘယ်လောက်ပဲနော်ပြီးပြီနော်ဆိုပြီးအဲ့ဒါနဲ့မရက်သွားနဲ့။မရက်သွားနဲ့နော်။ အဲ့ဒီချစ်တယ်ဆိုရယ်စကားရဲ့အနောက်မှာလင်းနတာတွေဟောအယံကိုမှမတောက်ပါတာတွေအယံကိုမှကြည်နူးပွဲတွေအများကြီးရှိတယ်။ကျမရဲ့ဘဝမှာလက်တွေ့ပဲဖြစ်တယ်။ဘုရားသခင်ရဲ့တောက်ပါခြင်းတွေဘုရားခင်ရဲ့လှပခြင်းတွေဘုရားသခင်ရဲ့ကျမကိုချစ်တယ်မြတ်တာတွေအားလေကျမပြောလို့မကုန်ဘူး။ဒါပေမဲ့ကျမဒီရမေးဆွေကိုပြောခြင်း။အဲ့ဒါဆိုဘုရားခင်ကျမတို့ကိုအယံချစ်တယ်။တားတော်ကိုဘေးတိတန်အောင်ချစ်တယ်။ ဲ့ဒီသားတော်ကကျမတို့တဘာလုပ်ပေးတာလဲလဝကတိုင်းမှာအသေးခံအသွေးသွင်းပြီးကျမတို့လုပ်တဲ့အုံနောက်ကလုပ်တဲ့အပြစ်တွေလက်ကလုပ်တဲ့အပြစ်တွေခြေထောက်ကလုပ်တဲ့အပြစ်တွေဟိုနှလုံးသားလုပ်တဲ့အပြစ်တွေအားလုံးလဝကတိုင်းမှာအသေးခံသွားတယ်အဲ့ဒါကသူ့ရဲ့တည်ခဲ့တဲ့ကျမတို့အတွက်ပေးဆက်ခဲ့တဲ့ကျင့်ချင်းအမင်္ဂလာအလုံးစုံပြီးပေးဆက်ခဲ့တဲ့တည်ခြင်းတရားဖြစ်တယ်ဒါဆိုရင်မိတ်ဆွေကျမတို့မလုံနိုင်တဲ့အရာတွေကျမတို့မသိနိုင်တဲ့အရာတွေကျမတို့မလုံမပေးဆက်နိုင်တဲ့အရာတွေအားလုံးကိုဘုရားသခင်ကိုယ်တိုင်သူ့ရဲ့သားကိုယ်တိုင်လာပြီးတော့မှပေးဆက်သွားပြီ။ ဒါဆိုရင်ဒီနောက်တစ်ခုထပ်စဉ်းစားရမယ်ဆိုပေးဆက်သွားပြီပေးဆက်တဲ့သူကပေးဆက်ပြီးသွားပြီတင်းရဲ့အတွေးကိုဆက်ပေးတဲ့သူကလည်းဆက်ပေးပြီးသွားပြီဒါကိုတင်ကအဲ့ဒီဖယားကိုမရှာဘဲနဲ့ဘာလုပ်နေရလဲအဲ့ဒီအတွေးဆက်ပေးပြီးတဲ့ဖယားကိုတင်ရှာရမယ်တင်အဲ့ဒီဖယားနဲ့တွေ့အောင်တင်ခေါ်ကြည့်ရမယ်တင်အဲ့ဒီဖယားကိုတင်မေးကြည့်ရမယ်နောက်တစ်ခုရှိသေးတယ်နော် ်ဖခင်အသင်းကိုချစ်တဲ့အသင်းအတွက်အပြစ်ကြွေးကိုဆက်ပေးပြီးပြီဒါပေမဲ့ဖခင်သေးတဲ့ဖခင်မဟုတ်သုံးရမြောက်တဲ့နေ့မှာပြန်လဲရှင်သန်တမ်းမြောက်ပြီးတော့မှနော်အသက်ရှင်ပြီးတော့မှအခုချိန်ထိကျမတို့နားမှာရှိနေတဲ့ဖခင်တဲ့နောက်တစ်ခုကျွန်မပြောချက်ဖခင်ရဲ့အမျက်ရှိတယ်ဘာအမျက်လဲဟေးဟုတ်ပြီအဲ့ဒါကတော့နော်အဲရှင်ရောင်းခရစ်ဝင်ကျအခန်းကြီးအခန်းကြီး3 36မှာရေးထားတယ်နော်35 36ကိုကျွန်မနည်းနည်းလေးဖတ်ချင်တယ် ော်ကိုယုံကြည်သောသူသည်ထောင်ရအသက်ကိုရ၏တဲ့တားတော်ကိုပယ်သောသူမူကအသက်ကိုမတွေ့ရထိုသူဤအပေါ်၌ဖျားသခင်အမျက်တော်တည်နေသည်ဟုယောဟန်အားလူယောဟန်ဟောလီဆိုရင်ဖျားသခင်ရဲ့တားကိုယုံကြည်တဲ့သူကထောင်ရအသက်ကိုရမယ်ဖျားသခင်ရဲ့တားတော်ကိုမယုံကြည်တဲ့သူကထောင်ရအသက်ကိုမရဘူးမရတဲ့အပြင်သူ့အပေါ်မှာဖျားရဲ့အမျက်ကတည်နေတယ် ဘုရားသခင်ကပြောတယ်ငါဒီလိုမင်းတို့ကိုချစ်လို့ငါရဲ့သားတော်ကိုတော့ပေးပြီးပြီငါရဲ့သားတော်ကမင်းတို့အတွက်လဝါကတိုင်းမှာပေးဆက်ပြီးအသွေးအသက်ပေးပြီးငါသားတော်ကမင်းတို့အတွက်ဆက်ပေးပြီးပြီတောင်မင်းတို့ကဘာလို့အခုချိန်ဒီမယုံသေးတာလဲဒီသားတော်ကိုသာမင်းတို့ယုံလိုက်မယ်ဆိုရင်မင်းတို့ငရဲလည်းမသွားရတော့ငါအနာမှာနေရမယ်ဒါကိုမင်းတို့ဘာလို့အခုချိန်ဒီမယုံတာအဲ့ဒါကြောင့်ငါအရန်တော်သားထွက်တယ်ဘုရားသခင်ကအလိုပြောတာဖြစ်တယ်ဒါဆိုရင်ဘုရားရဲ့ဒေါသထွက်ခြင်းနဲ့မှတင်ပါနေပြီလား ါဆိုရင်တင်းအရန်ကိုမှဟာကြောက်မဖွယ်ပဲနော်ဖရားရဲ့ဒေါသကြီးခြင်းရလေမြင်းကလေးတွေကိုလှုပ်နိုင်တယ်ဖရားရဲ့ဒေါသကြီးခြင်းရလေဟိုရာကြောက်မဖွယ်ကောင်းတဲ့ရတယ်အများကြီးကိုလှုပ်နိုင်တယ်ဒါမှဒီနေ့ချိန်ထိဖရားအတင်းကိုစိတ်ရှည်နေတယ်နော်ဒေါသမထွက်ဖဲနဲ့စိတ်ရှည်နေတယ်ဖရားကလည်းတင်းကိုအရန်ချစ်တယ်ဒီနေ့သူပေးတဲ့သားတော်ကိုယုံလိုက်နော်ယုံလိုက်ပါ ဒီနေ့ तू ပေးတဲ့သားတော်ခေါ်ကြည့်လိုက်ပါ तू ပေးတဲ့သားတော်ကတင့်ကိုအယံကိုမှချစ်ပြီးတော့မှပေးဆက်တဲ့သားတော်ဖြစ်ပါတယ်ထိုသားတော်ကိုယုံကြည်တဲ့ तू ကထောင်ရအသက်ကိုရောက်မှပျက်စီးခြင်းကိုမရောက်ဘူးလို့ပြောထားတယ်ဆိုရင်တင်ဒီနေ့တင့်ရဲ့ဘဝတွေပျက်စီးယူရင်းနေဆိုထိုသားတော်ကိုယူလိုက်ယုံလိုက်တာနဲ့ထိုသားတော်ကိုတင်ရလိုက်တာနဲ့လေဘဝမှာအားလုံးလှပါတဲ့ဘဝလေးကိုရရှိမှာဖြစ်ပါတယ်မိတ်ဆွေတကယ်ပြောတာမှမလိမ္မာဘူးကျမဘဝကတက်တည်ဖြစ်ပါတယ်ရှင်အားလုံးကို ကျေးဇူးတင်ပါတယ်ဘုရားခင်တာရီကောင်းချီးပေးပါစေ sure bless